ခုနှစ်မှာကြွေးကြော်တယ်အဲဒီနှစ်မှာလည်းထီထီမိမိနှိမ်နေနိုင်ခဲ့တယ်လက်ရှိ2025ခုနှစ်မေလ29ရက်နေ့မှာလည်းသူထပ်ပြီးကြွေးကြော်ခဲ့တယ်ကြွေးကြော်တဲ့ပြစ်မှတ်က Euro SA ကိုသူကြွေးကြော်တယ် Euro SA ကြောင့်ဒီငလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတဲ့နဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်အားလုံးသတင်းတပုတ်အနေနဲ့ဒီထိုင်းရဲ့ဒီဝန်ကြီးတော်ဖြစ်တဲ့ဒီတက်ဆင်ကကျူရူအစီအဖွဲကိုဒါမူရီစီဝါတိုက်ဖြတ်ရေးစစ်ပွဲဆင်နွှဲမယ်ဆိုပြီးတော့ဒါတက်စင်ကမနေ့ကပြောဆိုလိုက်ပါတယ် ဒီသစင်ရဲ့ထိုင်းဝန်ကြီးချုပ်ထိုင်းဝန်ကြီးချုပ်ဟောင်းသစင်ရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဒီထိုင်းမီဒီယာတွေကလည်းဒီချင်းလုံးမှာအကြေတပွင့်ဒါဖော်ပြနေတွေ့ရပါတယ်လက်ရှိဒီ USA ဝါတဝါအဖွဲ့ပေါ့ဗျာဝါအဖွဲ့ကသူကဝါမြောက်ပိုင်းနဲ့ဝါတောင်ပိုင်းဆိုနှစ်ပိုင်းရှိပါတယ်ဝါမြောက်ပိုင်းကတရုတ်မြန်မာနယ်စပ်ရဲ့တကြောကိုသူကဝါမြောက်ပိုင်းဖြစ်သတ်မှတ်ထားပြီးတော့ဝါတောင်ပိုင်းကိုထိုင်းမြန်မာနယ်စပ်ဆိုနယ်စပ်မှာသူတို့တရှိပါတယ်အဲ့တော့ဝါရဲ့ဝါမြောက်ပိုင်းကတော့ကျွန်တော်တို့ဒီတရုတ်မြန်မာနယ်စပ်မှာသူတို့ရှိရှိရဒေတာ ဝါတောင်ပိုင်းကတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒေသနှစ်ပိုင်းရှိပါတယ်မိုးရေဆေးဝါးတွေကိုသူတို့ကဝါတောင်ပိုင်းမှာချက်လုပ်ပါတယ်ဝါတောင်ပိုင်းမှာချက်လုပ်ပြီးတော့ဒါကျွန်တော်တို့ဒီထိုင်းနိုင်ငံဘတ်ချန်းကိုဒါကျွန်တော်ပြန်ပြီးတင်သွင်းပါတယ်တင်သွင်းပြီးတော့အခြားနိုင်ငံတွေကိုဖြန့်ပါတယ်အဲ့တော့ URC ရဲ့မွေးစွာကြောင့်ထိုင်းနိုင်ငံအစိုးရက20ကျွန်တော်တို့ဒါထိုင်းဘီထိုင်းဘတ်ငွေပေါင်းများစွာဘီလီယံနဲ့ချီပြီးတော့ဒါဖန်စီယာမီတာတွေရှိပါတယ်20ကိုရှိပါတယ် ဒီတက်စင်ကလည်းဒီမွေးစေဝါတွေက USA ကထုတ်လုပ်တာပါဆိုပြီးအခိုင်အမာပြောဆိုတယ်။လက်ရှိကျွန်တော် USA နဲ့ဒီ Thai အစိုးရဖွဲ့တွေကလက်ရှိကာလမှာကျွန်တော်တို့တော်တော်လေးတို့ပို့တိုက်မှုတွေဖြစ်လာတယ်။ပို့တိုက်မှုတစ်ချက်ကပို့တိုက်မှုတစ်ချက်ကကျွန်တော်ဒီ Thai မြန်မာနယ်စပ်တနည်းအားဖြင့်ဝါတောင်ပိုင်းဝါတောင်ပိုင်းတကြောမှာရှိတဲ့ရှိတဲ့ဒေသမှာဒေသမှာဒီ USA ကတရုတ်နိုင်ငံနဲ့ပေါင်းပြီးတော့အဲ့မှာကျွန်တော်တို့ဒက်တထူးတွေတူးဖော်တယ်ဗျာ။ မြေရှားတွေတူးဖော်တယ်နောက်ကဒီရွှေတွေတူးဖော်တယ်တူးဖော်တဲ့ခါကျတော့အဲ့ဒီကနေကျွန်တော်တို့ဒီရိုကျလာတဲ့ရေတွေကဒီထိုင်းမြန်မာနယ်စပ်မြစ်တချောမြစ်တချောတို့စီးစင်းတယ်ပေါ့အဲ့ဒီစီးစင်းအဲ့ဒီရေတွေရဲ့တက်ရောက်မှုကဒီထိုင်းနိုင်ငံနိုင်ငံသားတွေမှာများစွာတက်ရောက်မှုရှိတယ်မြန်မာမှာလည်းတက်ရောက်မှုရှိပါတယ်အဲ့တော့ဒီအခြေအနေကိုကျွန်တော်တို့ထိုင်းမှာရှိတဲ့လူမှုအဖွဲ့တွေကဒါကိုလက်မခံဘူးဒါကိုလက်မခံဘူးအဲ့ဒီရေတွေကိုတက်ခွက်ခန်းတင်တယ်တက်ခွက်ခန်းတင်တော့ဒီမှာရှိတဲ့ကျွန်တော်တို့အစိတ် အစိပ်ပါဝင်မှုတွေကအရင်များလာတယ်အများပြီးတော့ကျွန်တော်တို့ဒီရေတရားဇာတ်တွေများစွာထိတယ်ပြီးတော့ကျွန်တော်တို့ဒီငားတွေတော်တော်လေးထိတယ်ထိတဲ့အခါကျတော့ဒီအတိုင်းမှာရှိတဲ့အရက်ဖက်အဖွဲတွေကလည်းဒီထိုင်းဆိုးရအဖွဲကိုဒါကျွန်တော်တို့ဒီအချက်လက်အလတ်နဲ့တင်ပြတယ်ဒီ US ကိုဖိအားပေးဖို့အဲ့ဒီကိစ္စမှာကျွန်တော်တို့ဒီထိုင်းနဲ့ US တို့တော်တော်ကြီးကိုပို့တိုင်းမှုကြီးတယ်ပို့တိုင်းမှုကြီးတယ်နောက်တဲ့အချက်တစ်ခုကဒီထိုင်းနိုင်ငံတောင်ပိုင်းမှာ US ကကျွန်တော်မူရီစေဝါချက်လုပ်တဲ့အခြေအနေပါအဲ့တော့အဲ့ဒီမူရီစေဝါကုမ္ပဏီတွေကဘယ်ရရလဲဆိုရင်ကျွန်တော်တစ်ဖက်မှာ ထိုင်းနိုင်ငံကနေပြီးတော့ကျွန်တော်တို့တင်သွင်းတယ်ထိုင်းနိုင်ငံနဲ့ကျွန်တော်တို့ဒီနီလန်းမျိုးမျိုးနဲ့ထိုင်းအကောက်ခွန်နဲ့ထိုင်းအာဏာပိုင်အဖွဲ့တွေကိုကြော်ဖြတ်ပြီးတော့ဒီထိုင်းအဲဒီဝါရဲ့တောင်ပိုင်းကိုရောက်တယ်တောင်ပိုင်း area တွေကိုရောက်တယ်အဲဒီကနေပေါ့သူတို့ကဒီ US ကအချောပြန်ထုတ်တယ်အချောပြန်ထုတ်ပြီးတော့ကျွန်တော်တို့ဒီဘက်ထိုင်းနိုင်ငံဘက်အခြေအနေဒီဘက်ကနေဆက်တဲ့ကြောကိုဖြန့်ပြူးတယ်ဖြန့်ပြူးတယ်အဲ့တော့လက်ရှိတော့ကျွန်တော်တို့ဒီဒီတပ်စင်ကဝန်ကြီးဟောတပ်စင်ကဒါကျွန်တော်တို့မွေးရေးစေဝါတိုက်ဖြတ်ရေးစစ်ပွဲ ဆောင်းမယ်ဆိုတော့ကြံညာလိုက်ပါတယ်အဲ့တော့အဲ့လိုအခြေအနေရှိတယ်ဒီအခြေအနေကိုတော့ကျွန်တော်တို့အာ YouTube S ကတော့တော်တော်လေးငြင်းနေပါလေသူတို့မလုပ်ပါအောင်ပေါ့သူတို့မလုပ်ပါအောင်ဆိုအဲ့ဒီအဖွဲ့တွေကညဘာနဲ့ရက်တည်လဲရှင်းရှင်းလေးပါအဲ့တို့မလုပ်ပါအောင်ဆိုရင်ခင်ဗျာအဲ့ဒီလက်ရှိ YouTube ads တွေထိချုပ်တဲ့ area တွေတနည်းအားဖြင့်ကျွန်တော်ဝါတောင်ပိုင်းတဲ့ကိုနိုင်ငံတကာအဖွဲ့တွေဝင်ရောက်ပြီးစစ်ဆေးခွင့်ပေးမလားမပေးဘူးဘယ်သူမှစစ်ဆေးခွင့်မပေးဘူးဘယ်သူမှမပေးဘူးအဲ့တော့ဗျာလက်ရှိကျညီရန်တို့ဘာလို့ညီရန်တို့ဘာလို့ငင်းနေလဲအာကျွန်တော်တို့အာကျွန်တော်တို့မှဒီမွေးစွာတွေမရှိပါအောင်လို့ဆိုညင်းတယ်မွေးစွာတွေမရှိပါအောင်ညင်းတယ် ဒီရောဒီသင်ရဲ့ဆိုဆိုရဲ့ချက်ဆိုဆိုရဲ့ချက်တွေကဒါနိုင်ငံရေးကနိုင်ငံရေးကဒါခြေထိုးတာပေါ့ဗျစသဖြင့်သူတို့ဘက်ကပြန်ပြောလာတွေ့ရတယ်အဲ့တော့မေးချင်တာကညီအန်းအနေနဲ့ဝါတောင်ပိုင်းမှာဝါတောင်ပိုင်းမှာမွေးစေဝါလေးမချက်လို့ဘူးဆိုရင် မချက်လို့ဘူးဆိုရင်ဒီနိုင်ငံကအဖွဲ့တွေဝင်ရောက်စစ်စစ်ဝင်ပေးလိုက်လေဒီထိုင်းအစိုးရအဖွဲ့ကိုဝင်ရောက်စစ်စစ်ဝင်ပေးလိုက်လေအဲ့လိုလည်းသူတို့မပေးဘူးသူတို့မပေးဘူးအဲ့လိုအခြေအနေတော့ရှိရဲ့လက်ရှိတော့ကျွန်တော်တို့ USA နဲ့ကျွန်တော်ထိုင်းအစိုးရအဖွဲ့ကတော်တော်လေးညှိရဲ့ညှိရတဲ့အကြောင်းရပထမတစ်ချက်ကကျွန်တော်တို့ ဒီဒီကျွန်တော်တို့ဒီဓာတ်တထုတွေတူဖို့မှုရွှေတူဖို့မှုတွေကြောင့်ယူလူအစိကဓာတ်တထုတွေရွှေတွေတူဖို့မှုတွေကြောင့်အဲ့ဒီရဲ့ဒီအစိရေတွေကအစိဖြိုဝင်မှုပါဝင်တဲ့ရေတွေကကျွန်တော်ထိုင်းပြည်သူတွေတော့တော်တော်ကြီးကိုတက်ရောက်မှုကြီးတယ်နောက်တစ်ချက်ကတော့ကျွန်တော်မွေးဆိုးအဲ့ဒီကိစ္စနှစ်ခုကြောင့်ကျွန်တော်တို့လက်ရှိယူလူအစိနဲ့ဒီထိုင်းအစိုးရအဖွဲ့ကတော်တော်လေးကျွန်တော်တို့ပုတ်တိုင်းမှုကြီးလာတယ်အဲ့မှာကျွန်တော်တို့ဒီမှတ်မှတ်ရရပါဗျာမှတ်မှတ်ရဆိုတော့ဒီထိုင်းထိုင်းဝင်ကြီးချုပ်ဟောင်းပြောတဲ့စကားလုံးကိုသူရဲ့ဒီမွေးရတာကိုကျွန်တော်တင်ပြပါမယ် လက်ရှိအန္တရာယ်အခြေစုံကမွေးရေဆိုးပါပဲတဲ့ပြစ်ဆုံးပါတော့ကအနာဂတ်တော့ပါအနေရှိတယ်တဲ့အနာဂတ်ဆိုတာကျွန်တော်တို့ရဲ့မျိုးဆက်တွေအတွက်ဖြစ်တယ်တဲ့မွေးရေဆိုးကအဓိကထုတ်လုပ်တဲ့နေရာကရွှေတိကျနေမြေနဲ့ကက်လေးရဲ့ရှိရဲ့ရှမ်းပြည်နယ်ဝါဒီလာမှာဖြစ်တယ်တဲ့အဲ့တော့ဒါကပြောတာကခင်ဗျားထိုင်းနိုင်ငံမှာရှိတဲ့ပေါလုပွဲစားပြောတာမဟုတ်ဘူးထိုင်းဝန်ကြီးချုပ်ဟောင်းကပြောတာပေါလုပွဲစားပြောတာမဟုတ်ဘူးနော်ထိုင်းဝန်ကြီးချုပ်ဟောင်းကပြောတာအခုအချိန်နေရတယ်ကျွန်တော်တို့ကအိန္ဒိယချင်းနိုင်ငံတွေနဲ့ဆက်ဆံရင်အလွန်ကောင်းမွန်နေတယ်တဲ့ဘူဂျုံမူကြီးမေအောင်နိုင်ငံကျွန်တော်ဝန်ကြီးချုပ်ဖြစ်တော့ကသူကကြိုင်းတုံစစ်တိုင်းမှုလေတဲ့လာအိုဆိုရင်လဲလက်ရှိ ဒီလောင်ဝကျုပ်ဟောင်းကကျွန်တော်ရဲ့မိတ်ဆွေတဲ့ကျွန်တော်မိတ်ဆွေဖြစ်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတဲ့လက်ရှိတဲ့သူ့ရဲ့သားပဲလေတဲ့ဒီလိုအင်ဂျင်နီယာနိုင်ငံတွေကကောင်းမွန်တဲ့ဆက်ဆံရှိတယ်ကျွန်တော်နိုင်ငံတွေအကျိုးရှိအောင်ဆောင်ရမယ်တဲ့ပြီးရင်ဗျာသူတို့အမှကျွန်တော်တို့တခါထပ်ပြီးပြောတာကအဲ့ဒီမွေးရေးစေဝါထုတ်လုပ်တဲ့နေရာကတိုင်းသားလက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်တဲ့နေပြည်တော်မြန်မာကမနေနိုင်ဘူးလို့ပြောရင်ကျွန်တော်တို့ကိုယ့်ဘာသာကိုနေနေခွင့်တောင်းရမယ်တဲ့အဲ့ဒါတနည်းအားဖြင့်ဗျာလက်ရှိဒီ မြန်မာနိုင်ငံအစိုးရကဒီနေရာမှာနှိမ်နှင်းလို့မရဘူးဆိုရင်တို့မြန်မာအစိုးရထံကိုခွင့်ပြုချက်တောင်းမယ်ခွင့်ပြုချက်တောင်းပြီးတော့တို့နှိမ်နှင်းမယ်တို့မနှိမ်နှင်းနိုင်ရင်ကျွန်တော်တို့ကျွန်တော်တို့စီမှာနှိမ်နှင်းနိုင်တဲ့နေရာတွေရှိတယ်နိုင်ငံတကာကလက်ခံနိုင်တဲ့နေရာတွေရှိတယ်ကျွန်တော်ထင်တယ်မကြခင်ဒီတလားနှစ်လအတွင်းမှာနိုင်ငံသားရေးဝန်ကြီးကမြန်မာကိုသွားလိုက်မယ်ဆိုလိုတာကဗျာဒီမွေးရေးဆိုတာနှိမ်နှင်းဖို့ထိုင်းနိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးကမြန်မာကိုသွားလိုက်မယ်တဲ့အဲ့ဒီမှာဝါအနေနဲ့မွေးရေးဆိုတာထုတ်လို့သာရပ်တန့်ဖို့ထည့်ပြွားလိုက်မယ်ဝါဟာမွေးရေးဆိုတာကိုဆက်ပြီးထုတ်လို့နေမယ်ဆိုရင်ထိုင်းရဲ့ရန်သူပဲ ရန်သူကိုငဲ့ညာစရာအကြောင်းမရှိဘူးပြတ်သားဖို့အချိန်တန်ပြီးမဲကောင်မြေကနေတဲလာတဲ့မွေးရီစေဝါတွေကိုဖမ်းဆီးတာပြည်ထနာရဲ့အဖျားပိုင်းကိုဖြစ်ချင်းတာပဲတဲ့အရင်ပိုင်းကိုဖြစ်ချင်းရမှာဖြစ်တယ်အဲ့တော့ဆိုတာဟောဗျာလက်ရှိကျွန်တော်တို့ဒီမဲကောင်ဒီဒီဝါအဖွဲတွေကမဲကောင်မြေကိုဖြတ်ပြီးတော့ကျွန်တော်တို့ဒီဘက်ကိုထိုင်းဘက်အချမ်းတွေထိုင်းဘက်အချမ်းတွေလောက်ဘက်အချမ်းကိုသူတို့ဖြတ်နေတယ်အဲ့ဒါကကျွန်တော်တို့မွေးရီစေဝါနှိမ်နေမှာဖြစ်မှုဘူးတဲ့အဖြေကကျွန်တော်တို့လက်ရှိထုတ်လုပ်တဲ့နေရာကိုဖြည့်ချင်းနိုင်မှာနှိမ်နေမှာနှိမ်နေနိုင်မှာဒါလည်းအဖြေပဲတဲ့ဒါကြောင့်သူတို့နှိမ်နေမယ်ပေါ့ဗျာနှိမ်နေမယ် နေနေမဲ့လို့ပြောသွားတယ်ကျွန်တော်လည်းအသက်ကြီးပြီတဲ့အခြားဘာမှလုံးဆံမရှိဘူးတဲ့မူဝီစေဝါနေနေရမှာပေါဝင်ပေးဖို့တဲ့ဝင်ကြီးကိုလည်းသူတို့ခွန်တော့မယ်တဲ့အဲ့တော့ရှင်းနေအချင်းနေအဲ့လိုဖြစ်လာပြီထိုင်းနဲ့ထိုင်းနဲ့ကျွန်တော်တို့ UBS နေရတော့ကျွန်တော်ပို့တိုက်မှုကြီးကြီးမားမားတွေဖြစ်လာပြီကြီးကြီးမားမားဖြစ်လာပြီအဲ့တော့ဒီသက်စင်ရဲ့တမိုင်းပါပေါ့သက်စင်ရဲ့တမိုင်းမှာရခိုင်ကလည်းဒီမူဝီစေဝါနေနေတဲ့အခါမှာသူရဲ့ဒီတမိုင်းကောင်းနေရှိတယ်အဲ့ဒါကတော့2003ခုနှစ်ကဒီဒီမူရီစီဝါတိုက်ဖြတ်ရေးကြွညာခဲ့မှုတယ်အဲ့ဒီကာလမှာလည်းတော်တော်လေးထိရောက်တယ် တော်တော်လေးထိရောက်တယ်အဲဒီမှာကျွန်တော်တို့ဒီမွေးဆွာနဲ့ပတ်သက်တဲ့ဂိုင်းတို့ဖြုတ်ခွင်းတဲ့အခါမှာဒီဂိုင်းနဲ့မှမွေးဆွာဂိုင်းနဲ့မှပေါဝင်တဲ့အဖွဲ့ဝင်2800ကိုတက်ဖြတ်နိုင်ငံကြောင်းဒီနိုင်ငံတကာသတင်းတွေမှာတော့ဒီဖော်ပြထားတာတွေ့ရတယ်အဲတော့ဒီတက်စင်ကတော့ဒီမွေးဆွာနဲ့ပတ်သက်ရင်ဒါတော်တော်လေးကျွန်တော်တို့ဒါထီထီရောက်ဆောင်နိုင်ငံတဲ့ပုံကူဖြစ်တဲ့လက်ရှိ2025ခုနှစ်မေလ28ရက်နေ့မှာလဲမွေးစစ်ပွဲတစ်ကိုသူတကထပ်ပြီးကြွညာလိုက်တယ်ထပ်ပြီးကြွညာလိုက်ရပါထပ်ပြီးကြွညာလိုက်တဲ့အခါကျတော့ကျွန်တော်တို့ ဒါ UFC ကတော့တော်တော်လေးကိုကျွန်တော်တို့ဒါမျက်ခုံးလွတ်လာနေတာပေါ့အဲ့တော့လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့အင်အားကြီးဖို့ဆိုတာကကျွန်တော်အဲ့ဒီတိုင်အဲ့ဒီမှာရှိတဲ့နိုင်ငံတွေရဲ့ပအဝင်ပတ်သက်မှုများစွာကြီးတယ်ရခိုင်ကကျွန်တော်တို့ဒီ KNU အဖွဲ့ဆိုရင်လည်းပဲဒီထိုင်းစိုးရကနေပြီးတော့ကျွန်တော်တို့ဒါတိုက်ရိုက်ထောက်ပံ့ပြီးတော့ရက်တိခွေပေးခဲ့တာပြီးရင်ကျွန်တော်တို့ကျွန်တော်တို့ဒီ RCS ဆိုရင်လည်းပဲဒီထိုင်းကနေပြီးတော့ထောက်ပံ့ပေးခဲ့တာလက်ရှိဒီ UFC ဆိုရင်လည်းတရုတ်တရုတ်ရဲ့ကြောတော်နောက်ခံပေါ့ခင်ဗျားကြည့်လိုက်ပါ UFC တုံးတဲ့လက်နက်တွေအားလုံးက တရုတ်နိုင်ငံရဲ့အထောက်ပံ့နဲ့ရက်တည်တာ USA ကတရုတ်နိုင်ငံရဲ့အထောက်ပံ့နဲ့စစ်အင်အားစစ်ပောင်းချဲ့တယ်စစ်အင်အားချဲ့တယ်နယ်မြေချဲ့တယ်ပြည်သူသားတွေရောင်းတယ်ရောင်းပြီးတော့အဲ့ဒီဒီတရုတ်ထံကလက်နက်တွေဝယ်တယ် USA အဖွဲ့ကျွန်တော်တို့ရှင်းတမ်းရခြင်းအကြောင်းရင်းကတရုတ်ကနောက်ကနေခင်ဗျာခိုင်ခိုင်မာမာရှိနေလို့လက်ရှိဖြစ်ပေါ်ခဲ့ပြီးတော့တစ၂၇ခုကာလာတွေတစ၂၇ခုအပိုင်းတွေအပိုင်းနှစ်ပေါ့ဗျာထားပါစို့အဲ့ဒီအရာတွေအားလုံးကလည်းတရုတ်ရဲ့ပါဝင်စွပ်ပတ်မှုကြီးကြီးမားမားနဲ့တို့ဒီလိုဖြစ်လာတာ ဒီလိုဖြစ်လာတာတရုတ်ရဲ့ပါဝင်မှုမကြီးမားရင်မရှိခဲ့ရင်လက်ရှိမြန်မာနိုင်ငံရဲ့မြောက်ပိုင်းအခြေအနေတွေလက်ရှိကျွန်တော်တို့စကိုင်းတိုင်းအခြေအနေတွေဒီလောက်ထိဖြစ်လာကြအကြောင်းမရှိဘူးအဲ့တော့ဒီလိုဖြစ်လာရတဲ့အကြောင်းရင်းကလည်းတရုတ်ကလည်းဒီကြားပြန့်ဆိုတဲ့အခြေအနေတည်းနဲ့ဝင်ရောက်လာတာပေါ့အဲ့တော့အခြေအနေတွေကတော့များစွာရှိတယ် တော့လက်ရှိဒီတင်းတို့ပြချောင်းမယ်ဆိုတော့ဒီတက်ဆင်ကတော့ကျွန်တော်တို့မိုးရီစေဝါတိုက်ဖြတ်ရေးစစ်ပွဲကိုဒုတိယအကြိမ်ဆပြီးသူကျွေးကြော်လိုက်ပေါ့ပထမအကြိမ်ကသူ2003ခုနှစ်မှာကျွေးကြော်တယ်အဲဒီနှစ်ကလည်းထီထီမိမိနှိမ်နေနိုင်ခဲ့တယ်လက်ရှိ2025ခုနှစ်မေလ29ရက်နေ့မှာလည်းသူထပ်ပြီးကျွေးကြော်ခဲ့တယ်ကျွေးကြော်တဲ့ပြစ်မှတ်က USA ကိုသူကျွေးကြော်တယ် USA ကြောင့်ဒီထိုင်းနိုင်ငံသူနိုင်ငံသားတွေတော်တော်ကြီးထိခိုက်တယ်နောက်ပြီးတော့ဒီ USA နဲ့ပတ်သက်ရင်ဒီအဖွဲ့က USA အဖွဲ့ကထိုင်းနိုင်ငံရဲ့ဒါအကျိုးစီးပွားကို အမျိုးသားအကျိုးစီးပွားကိုကျွန်တော်တို့ကြီးကြီးမားမားထိခိုက်တယ်လို့ထိုင်းနိုင်ငံအစိုးရကလည်းလက်ခံထားတယ်ထိုင်းပြည်သူတွေကလက်ခံထားတယ်ဖြစ်ပေါ်ရတဲ့အကြောင်းရင်းတစ်ချက်ကနံပါတ်1တစ်ချက်ကကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်တကြောမှာမြေရှားတပ်ထုတွေတူးတယ်ရွှေတွေတူးတယ်အဲဒီကနေကျွန်တော်တို့ရိုးစိတ်ပြီးထွက်လာတဲ့ရေတွေကထိုင်းနိုင်ငံထိုင်းနိုင်ငံတကြောကိုကျွန်တော်တို့စီးစင်းတယ်စီးစင်းတဲ့ကကြောင့်ထိုင်းနိုင်ငံနိုင်ငံသားတွေပေါ်မှာတိုက်ရောက်မှုကြီးမားတယ်နောက်တဲ့ဒုတိယအချက်ကတော့ကျွန်တော်တို့မိုးရေစေဝါဖြန့်ဖြူးတဲ့ US asset ကိုသူတို့နှိမ်နေမယ်အဲ့တော့ဒီ US asset ကသူတို့ရဲ့ဒီငွေကြေးရရှိဖို့အတွက်ဝါတောင်ပိုင်းပေါ့ဗျာဝါတောင်ပိုင်းထိုင်းမြန်မာနယ်စပ်မှာသူတို့အခြေကုပ်ယူတယ်အဲ့ဒီကနေကုံကြောထုတ်တယ်ကုံကြောထုတ်ပြီးထိုင်းဘက်ကိုဖြတ်တယ်လာလာဘက်ကိုဖြတ်တယ်